ျွန်တော်ဒီကဘာပေါ်မှာလူနှမျိုးပဲရှိပါရဲ့ကြာအဲ့ဒါတော့ဒူနီကြိုက်တဲ့လူနဲ့ဒူနီမကြိုက်တဲ့လူပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဘလော့လေးကတော့ဒူနီကြိုက်တဲ့ကျွန်တော်ကဘာကြီးတော်ပဲဖြစ်ပါတယ်ဘာကြောင့်ဒူနီကိုတော်ဝင်အသီးအသီးတို့ရဲ့ဘရင်လို့တင်စားခေါ်ဝေါ်ကြတာလဲရှေ့ရှေ့တော့ဒူနီကိုခိုးစားဖို့စိတ်တော်မကူနဲ့နန်းတွင်းထဲမှာစားပြီးရင်တော့အစိတ်ကိုဖျက်ဆီးကြတဲ့တော်ဝင်အသီးအဲ့လိုရှေ့ရမင်းမျိုးမင်းတွေနန်းနွင်းနန်းနွင်းသားတွေပဲစားခွင့်ရှိလို့ဒူဝီနီကိုတော်ဝင်အသီးအသီးတို့ရဲ့ဘီရင်လို့ခေါ်ဆိုကြတာလား တာပေါင်းပုတ်ထိုင်းလယ်သမားတွေကိုကျွေးစီရဲ့ဘွားကနေကာစီရဲ့ဘွားကိုပြောင်းလဲပေးနိုင်လောက်အောင်ကြိုးပမ်းများလို့တဲ့အတွက်ဒူဝီနီကိုအတီရွေးပြင်လို့ခေါ်ဆိုကြတာလားတာပေါင်းပုတ်သူ့အချိန်ရောက်ပြီဆိုဒူဝီနီလို့အတန်ကြားလိုက်တာနဲ့မစားရမနေနိုင်အောင်ဖြစ်ကြလို့တဲ့ဒူဝီနီချစ်သူတွေကြောင့်ဒူဝီနီကိုအတီရွေးပြင်ကိုခေါ်ဆိုကြတာလားတဲ့ရတာတစ်ခုကတော့ဒူဝီနီကတခြားအသည့်ရဲ့လုံးဝမတူဘဲနဲ့ကွဲခြားနေတာတော့အမှန်ကန်ပါပဲဒီခါမှာတော့ကျွန်တော်ကိုချစ် ပြောချင်လို့လို့ပြောပြလိုက်ရတဲ့အကြောင်းအရာကတော့အတီရောရဲ့ပြင်ဒူအီနီအကြောင်းပဲဖြစ်ပါတယ်။ကဲကဘာကြီးရေကျွန်တော်ရဲ့ဘလော့လေးကိုစားလိုက်အောင်။ဝိုင်းမင်္ဂလာပါကျွန်တော်ကတော့ကိုချစ်ပါကျွန်တော်တို့ပြောချင်လို့တော့တင်းကကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့ပြောတတ်တယ်ထင်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဖန်တီးပုံဖော်ပေးနေတဲ့ content creator တွေပဲဖြစ်ပါတယ် ျွန်တော် Duino ရဲ့မူလ original ကိုကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်အပူပိုင်းဒေသတွေဖြစ်တဲ့မလေးရှားတို့အင်ဒိုနီးရှားတို့နဲ့ကျွန်တော်ဆလာတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဗျာ Duino ဆိုတဲ့စကားလုံးက Duri ဆိုတဲ့မလေးအင်ဒိုစကားဆင်းသက်လာပြီးတော့ Su လို့အဓိပ္ပာယ်ရပါတယ် ဒူရင်းရဲ့မျိုးနာမည်ကဘိုဘီစီဖြစ်ပြီးလို့အင်္ဂလိပ်တွေကတော့ဒူရင်းလို့အလွယ်တကူပဲခေါ်ဆိုကြပါတယ်။ရုခဗေဒနာမည်ကိုလည်းဒူရင်းလို့စပယ်တင်နက်စ်လို့အမည်ပေးထားကြပါတယ်။1400ဝန်းကျင်လောက်မှာအရှိအာရှကိုခီးသွားခဲ့တဲ့ဥရောပခီးသွားနီကိုလိုနီကွန်ဒီရေးသားခဲ့တဲ့ The Travels of Nico Loni Kondi ဆောက်ထဲမှာဆိုရင်ဒူရင်းနီကို Tony Fruit at Delicious Taste အရသာရှိတဲ့ဆူဒီဆိုပြီးပထမဆုံးဒူရင်းနီ record အဖြစ်ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ နောက်ပိုင်းကုန်းလန်းချောင်းပင်လယ်လန်းချောင်းတွေကနေကုန်တွေခဲ့ရမှာဒူးနီးတွေပါဝင်လာခဲ့ကြပြီးတော့အရှိတောင်အာရှနိုင်ငံတွေဖြစ်တဲ့ကျွန်တော်မြန်မာနိုင်ငံထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတွေအထိပါမြို့ပွားပြန့်နှံ့လာခဲ့ပါတော့တယ်ဒူးနီးကိုကျွန်တော်မြန်မာလူမျိုးတွေကဒူးနီးလို့ခေါ်ဆိုကြပြီးတော့ထိုင်းလူမျိုးတွေကတော့ထူရီယန်လို့ခေါ်ဆိုကြပါတယ်ဒီလိုမျိုးကုန်တွေလန်းချောင်းတွေကနေမြန်မာနဲ့ထိုင်းဘက်ကိုရောက်ရှိလာပြီးရှားပါတဲ့အနက်အရာရှိတဲ့အသီးဖြစ်တဲ့အတွက်တော်ဝင်အခမ်းအနားတွေမှာပဲတီးတန့်စားသုံးတဲ့တော်ဝင်အသီးအဖြစ်ကိုရောက်ရှိခဲ့တာပါ ထိုင်းနိုင်ငံမှာဆိုရင်၁၄ရာစုလောက်ခရေကဒူဝင်းနီကိုနန်းရွှဲမှာပဲတီးခြားစားသုံးကြပြီးတော့မြန်မာတရုတ်စတဲ့နိုင်ငံသားတန်တမန်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာဆိုရင်လက်ဆောင်ပေးတာတွေတီခင်ကျွေးမွေးအခမ်းအနားတွေပြုလုပ်ခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေကဆိုပါတယ်။ကျွန်တော်မြန်မာဒူဝင်းနီနဲ့ပတ်သက်တဲ့တမိုင်းရာစုလေးတစ်ပုဒ်ရှိခဲ့ပါတယ်။အဲ့ဒီတမိုင်းပုံမြင်ကတော့ဒီလိုစပါတယ်။ AD 1950ဝန်းကျင်လောက်တုန်းကအင်ဝါခေညောင်ရမ်းမင်းဆက်ဖြစ်တဲ့မဟာဓမ္မရာဇာဒီပတိလက်ထက်မှာကရင်ကိုရင်လေးတပါးနေပြည်တော်ဖြစ်တဲ့အင်ဝါမြို့ကိုလာပြီးတော့စာပေကျမ်းဂန်ကြီးလာရောက်လေ့လာရတယ်ဗျ။အဲဒီခေအဲဒီခါတော့ဒွိနီဆိုတာရှင်မင်းရင်နေနဲ့နန်းနင်းသူနန်းနင်းသားတွေပဲစာခွင့်ရှိရဲ့တုံဝင်သည်။အဲ့တော့နန်းမင်းမှာဒီဒွိနီကိုစားပြီးွားပြီဆိုတာနဲ့အပင်ကိုအပြင်ပြတ်မသွားအောင်အစိကိုဖြတ်စည်းပြကြတယ်ဗျ။တနိမာဘီရင်ကြီးကအင်းဝနေပြည်ရဲမှာရှိတဲ့ရဟန်းတွေကိုနန်းတော်တွေစုံကပ်ဖို့ပြင်ဖိတ်ပါတယ်ဗျ။ တော်ဝင်နီးဖြစ်တဲ့ဒီဒူဝင်းနီးကိုလည်းအချိုးဝဲအဖြစ်နဲ့ရဟန်းနီကိုကတ်လှူပါတယ်။စောနာကကင်ကိုရင်လေးကိုကတ်လှူလိုက်တဲ့ဒူဝင်းနီးကအမွာဖြစ်နေပြီးတော့အစိရလေးနှစ်စိပါဝင်ပါကြတဲ့ဗျ။စွန်စားပြီးတဲ့အခါနန်းတော်လေးကအဆောင်တွေကဒူဝင်းစိတ်တစည်းစီပြန်တောင်းတော့တောင်းတဲ့အစိကိုပြန်ပေးလိုက်ပြီးတော့ပုံနေတဲ့ဒူဝင်းစိတ်လေးကတော့ကိုရင်လေးနဲ့အတူကျောင်းတော်ကိုပြန်ပါသွားပါတော့တယ်။ နောက်ပိုင်းကိုရင်လေးပညာဆောင်တဲ့အခါနေရက်ကိုပြန်တဲ့အချိန်မှာဆိုရင်တော့ဒီဒူးရင်စိတ်လေးကကိုရင်လေးနဲ့အတူနေရက်ကိုပြန်ပါသွားပြီးစိုက်ပျိုးကြီးတဲ့အခါမှာလေဒူးရင်ပင်လေးပေါက်လာပါတယ်ဗျ။ဒါကတော့ရှေးကအရှင်ပြည်နယ်ပဲစားနိုင်တဲ့တုံးဝင်အသီးကနေမြမာပြည်ကလူတိုင်းစားနိုင်တဲ့ဒွင်းဆိုတာဖြစ်လာခဲ့တဲ့မြမာဒွင်းဒီတမိုင်းပုံမြင်လေးပါပဲ အခုကျွန်တော်တို့ညမဒူးရင်းဒီရဲ့ရာသွင်းကိုလေ့လာပြီးဆိုတော့ကျွန်တော်တို့ဒီလေတမားတွေရဲ့ဘဝကိုချွဲစီရဲ့ဘဝကနေကာစီရဲ့ဘဝကိုပြောင်းလဲပေးနိုင်ခဲ့တဲ့ဒူးရင်းဒီစစ်ကွက်အကြောင်းတွားရောက်လေ့လာမှာဖြစ်ပါတယ်။အေကပါကြီးရေ Let's go ။ကပါကြီးရေကျွန်တော်ဒူးရင်းဒီရဲ့တမိုင်းကြောင်းကိုလေ့လာပြီးဆိုတော့ကဒူးရင်းဒီရဲ့ဈေးကွက်အနေထားကိုလေ့လာဖို့အချိန်ရောက်ပါပြီဗျ။အဲ့တော့ကျွန်တော်တို့ရဲ့ဒူးရင်းဒီဈေးကွက်101ကတော့ဒီလိုစပါတယ်ဗျ။ဒူးရင်းဒီရဆိုရင်စီးပွားရေးအရအတွက်ချေအကြိုက်ဆုံးအသီးဆိုလေမမဟုတ်ဗျကျွန်တော်ပြောပြမယ် ဒူရင်းချစ်သူတွေအားဆိုရင်တနစ်ကိုဒူရင်းနီဘုံ American Dollar 3.76 Billion ကျော်ဘုံစားသုံးပါတယ်မြန်မာငွေနဲ့ဆိုရင်တော့ကျပ်သိန်းပေါင်းသိန်းပေါင်း1692တိန်းကျော်ပါဗျာတရုတ်ကဒူရင်းနီအများဆုံးစားသုံးတဲ့နိုင်ငံဖြစ်ပြီးတော့ကမ္ဘာဈေးပွဲရဲ့60%အကိုင်းလုံးကိုတရုတ်ပြည်ကဝယ်ယူစားသုံးပါတယ်ဗျာထိုင်းနိုင်ငံကတော့ကမ္ဘာပေါ်မှာဒူရင်းနီတင်ပို့မှုအများဆုံးနိုင်ငံပဲဖြစ်ပါတယ်ဗျာဒီနေရာမှာထိုင်းလူမျိုးတွေကအရန်တော်ကြတယ်ဗျာထိုင်းမျိုးစိတ်ဖြစ်တဲ့မွန်ထောင်းလူမျိုးဒူရင်းနီကို original ဒူနီရဲ့ထွက်တဲ့မလေးနဲ့အင်ဒိုကိုကျော်ပြီးကဘာပေါ်မှာဒူနီစိတ်ကွက်နံပါတ်1နေရာကိုရယူထားနိုင်လို့ပါပဲဒီလိုလုံးနိုင်ခဲ့တာအစိုးရပညာရှင်လက်ထမားနဲ့ကုမ္ပဏီတို့ပူးပေါင်းပြီးအကောင့်ထဲပုံနိုင်ခဲ့တာထိုင်းနိုင်ငံရဲ့ဒူနီထုတ်လုပ်မှုကလည်း2023ခုနှစ်2023ဒီ10နှစ်ကာလအတွင်းတုံးစားလောက်တိုးတက်လာခဲ့ပါတော့ရဲ့ဗျာဒီလိုမျိုးဒူနီရရတဲ့ဝင်ငွေတွေနဲ့လက်ထမားတွေရဲ့ဘဝကိုကျွေးစီးရဲ့ဘဝကနေကားစီးရဲ့ဘဝကိုတိုးမြှင့်ပေးနိုင်ခဲ့ပါတော့တယ် တရုတ်ပြည်အနေနဲ့လည်းနိုင်ငံသားကဒူဝီနီတွင်တွင်မှုကိုရှော့ချဖို့တရုတ်ပြည်ဟန်နိုင်ဒေတာဘက်မှဒူဝီနီပင်တွေစိုက်ပျိုးလာခဲ့ပါတယ်။ဒါပေမဲ့လည်းတရုတ်ပြည်တွင်ကဒူဝီနီချစ်တူရဲ့ကြောင့်နှစ်စဉ်ဒူဝီနီဝယ်လိုအားအားတဖြည်းဖြည်းနဲ့တိုးတက်တိုးလာခဲ့ပါတော့တယ်။ ဒါကြောင့်လေထိုင်းနိုင်ငံသားမကဒီ2025အတွင်းမှာပဲမလေးဖိလစ်ပိုင်နဲ့ဗီယက်နမ်တို့ဟာလေဒီဒူဝီနီရေကွက်အတွင်းကိုအပြိုင်အဆိုင်ဝင်ရောက်လာခဲ့ပါပြီလက်ရှိကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဒီတရုတ်ပြည်ကိုဖျဲသီးတွေအများဆုံးတင်ပို့တာဖြစ်ပြီးတော့ဒီ2022ဒီတစ်နှစ်ထဲမှာပဲပေါ့နော်အမေရိကန်ဒေါ်လာ38.5မီလီယံပို့တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာဒူဝီနီကတော့ local ဈေးကွက်အဖြစ်နေတာဆက်လက်တည်ရှိနေပါသေးတယ် ရေကန်မြေကန်ကောင်းပြီးတရုတ်နိုင်ငံနဲ့အင်ကြီးချင်းဖြစ်တဲ့ကျွန်တော်ညီမနိုင်ငံအတွက် logistics လို့ခေါ်တဲ့တည်ယူပို့ဆောင်ရေးနဲ့စိုက်ပျိုးရေးအပိုင်းတွေမှာတခြားနိုင်ငံတွေထက်အတားကျက်အများကြီးကိုရှိနေပါတယ်။အားကြောင့်မို့ကျွန်တော်တို့ညီမဒူရင်းဒီကိုလေညီမဖေးဒီလိုမျိုးဈေးကွက်ကိုထိုးဖောက်ပြီးတောင်သူတို့အတွက်ဝင်ငွေကောက်အောင်ဖန်တီးပေးနိုင်မယ်လို့မျှော်လင့်မိပါတယ်။ ကျွန်တော်ဒူဝီနီဈေးကွက်ကဆိုရင်အရှိတောင်အာရှရဲ့ဝယ်လိုအားအမြင့်ဆုံးဈေးကွက်ထဲရတစ်ခုဖြစ်တာမို့နောင်လာမယ့်နှစ်တွေအတွင်းမှာဆိုရင်လေဒီထက်မှကပိုပြီးတော့ဈေးကွက်ကြီးမားလာမယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်ဗျ။ကဲခပါကြီးဒူဝီနီဈေးကွက်ကိုကျွန်တော်နဲ့အတူလေ့လာပြီးပြီဆိုတော့ကဒူဝီနီရောအဝါကျိတ်နေဗျာ။ Like ခဲ့ Let's go အခုကျွန်တော်ဒူဝီနီရဲ့သမိုင်းရဲ့ဒူဝီနီရဲ့ဈေးကွက်ကိုလေးလာပြီးပြီဆိုတော့ကဒူဝီနီအမှန်ကန်စားသုံးမဲ့အချိန်ကိုတော့ရောက်လာပါပြီဗျ။အဲ့တော့ကျွန်တော်ကပိုင်ကိုသာအမှန်ကန်စားသုံးမဲ့လူမျိုးကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်ဗျ။ โอเคရောက်လာပြီကျွန်တော်ကတော့ကိုချစ်ပါညီမကခိုင်စိထွေးပါဟုတ်ကျွန်တော်ကတော့အာယုတွေ့ပါโอเคအရင်ဆုံးကျွန်တော်ဒူဝီနီလေးမခွဲခင်ဒူဝီနီနဲ့ပတ်သက်တဲ့မေးခွန်းလေးနည်းနည်းဆက်ကြည့်လိုက်အောင်နော်အရင်ဆုံးဒီပရိုဂရမ်လေးကိုဘယ်လိုကြွိုင်းပြတာလဲဗျညီမကတော့ဒီ Facebook မှာတွေ့လို့ကြွိုင်းပြတာပါโอเคโปรอ่ะเนาะติดเดียว share ให้เราจอยได้ครับเนาะโอเคเอออย่างงี้ซุงเรามีเมมเมกว่าเปียจ้ะปฐมาอู้ซุงที่ดรีนี่เนี่ยปัดตะแต่อัปเดตอย่างทุกข์เปล่าสวยโปรบาเลยเปล่ามั้ยเปียเอ่อเย็นเอ็งยีราเข้าแล้วตัวดรีนนี่ยังใช่อ่าโอเคตัวโบยเนี่ยเว้ย ဘာပြောလဲ။အာโอเคညာဒူဝီနီကြိုက်ရတဲ့အကြောင်းတော့ဒါလေးနဲ့တယ်ဗောနော်။ညီမရောဒူဝီနီနဲ့ပတ်သက်တဲ့အမှတ်ရဆိုရင်မရှိဘူးလေ။ညီမကတော့ဒူဝီနီညာရီရောအရာပြုဆိုရင်အမေရားနဲ့လည်းပေါ်တာကြည့်ရအောင်။ကြည့်ရအောင်။အာโอเคဒါတော့နှီးထွေးရဲ့အမှတ်ရအောင်။โอเคအဲ့တော့နောက်တစ်ခုကကြောက်ပုံမှန်ကွာတစ်နှစ်ကိုဒူဝီနီနဲ့ပတ်သက်ပြီးတော့ဘတ်ဂျက်ဘယ်လောက်လောက်သုံးသုံးသုံးလဲဗောနော်။အဲကျွန်တော်တစ်ခါငါလောက်တော့ဟိုကတော့၈၀၀လောက်ပဲသုံးနေ။ တနက်ကောနော်သူနေနေပတ်သက်ဝယ်သုံးနေပတ်ချက်ဒီမှာကြတော့ဒီမှာကြတော့အမရှိအောင်ကကြတော့ဝယ်ပေးရဖြစ်တဲ့အတွက်အဲအနေဆုံးအဲ့လိုကရှင်နေရဆိုရင်5000လောက်ကုန်လို့ရှင်နေငန်းနေပါလားသုံးနေပါနော်โอเคအဲ့တော့နောက်တစ်ခုကကြတော့ဒီဒူနီးရဲ့အရာနဲ့ပတ်သက်ပြီးတော့နော်ဘရိုဆိုရင်ဒီဒူနီးနဲ့ကျွန်တော်ဆိုရင်ဗျာအခါဘက်ကိုသွားရရတော့ကြိုက်တယ်အဲဘရိုဆိုရင်ရောဒီအရာနဲ့ပတ်သက်ပြီးဘယ်ဘိုင်းကိုကြိုက်လဲကျွန်တော်အရှိုးကြိုက်တာဆိုအရှိုးရှိုးမွေးရတယ်ကြိုက်တယ်ချိုးကြီးမွေးနေရအောင်ကြိုက်တာပေါ့ဒူနီးရဲ့ညီမဆိုရင်ရောအဲ့လိုစိတ်နဲ့ရတာမျိုးပုံသဘောကြိုက်စိတ်နဲ့အာစိတ်နဲ့ဣနေတဲ့ရတာလေးပေါ့နော်โอเคဗျာဟုတ်ပြီ အဲဒါနောက်ဆုံးမိကုန်ပါမယ်အဲ့ဒါဘာလဲဆိုတော့ဘလိုမျိုးဒူးနီးအမျိုးစားတွေကိုစားခဲ့ဘူးလေပြီးဘလိုမျိုးဒူးနီးအမျိုးစားတွေကိုစားကြံလဲပေါ့အဲကျွန်တော်ကတော့မြန်မာပြည်မှာတော့ဒီမြန်မာပြည်လိုပဲပြောပါမယ်ဒီနေ့တော့ဟိုအစီအစီတည်တည်ဟုတ်တယ်တဘာဝတီးပေါ့တဘာဝတီးဟမ်အပေါင်းနေနဲ့ပါတယ်ပါတယ်ဟုတ်တယ်အဲ့တော့မြန်မာပြည်မဟုတ်ပဲဒီထိုင်းပြည်တော့စားပါကြည့်စမ်းသားကြည့်နော်โอเคညီမရောဘလိုရရှိလဲအာညီမရော ာဒီမြန်မာမြန်မာသေးရတော့ဒီရမြန်မာလူဒီမှာရှိတော့စားဟုတ်တယ်ပေါ့နော်ဒါပေမဲ့ဒီခါရောက်လာချိန်မှာထိုက်ပြီးရဆမင်းစားသေးတယ်နော်โอเคဗျာလောစေကျွန်တော်တို့ကစားမှုနေကြညမာဒီကိုပဲကျွန်တော်အရင်စမ်းခွဲမယ်ပေါ့နော်ဒါကကျွန်တော်တို့အသီးဒီနေ့ကကျွန်တော်အသီးကုန်ချောက်စားမှာဗျာဆက်လာဒီအသီးကကျွန်တော်ဒါ KNB နေ့ကကျွန်တော်လမ်းမာလာတဲ့အသီးနောက်တည်းရနော်အရင်ဆုံးကျွန်တော်ဒီအသီးကိုဒီမှာခွဲမယ်ဗမာဒီပေါ့ဒီရတော့ကျွန်တော်ဒီမှာစားမယ်ပြီးရင်ကျွန်တော်နောက်တည်းရမှာဆက်စားမယ်နော်အခုဒီတည်းအလုံးစလုံးစခွဲရအောင်နော်โอเคနော်အဲ့တော့ကျွန်တော်ဒီလုံးဒီလုံးကိုကျွန်တော်စခွဲရအောင်နော် အာဟိုအဒီအမှတ်နေတော့ဒီရလို့ဟောကြီးဝါဝင်းနေအာဒီအာဒါဆိုကျွန်တော်ရေနေနဲ့ဝင်နေတော့ပြောလို့ရမှာဆိုလားဒီရဒီနားမှာဆိုနော်ဟုတ်တယ်မရေနေနဲ့ဝင်နေတယ်ပြောလို့ရတယ်နည်းနည်းအရလာမိကြည့်ပါလားတလုံးတော့ဆက်ဟွန်းအနားတော့လုံးဝပြင်းထွက်နေရပဲပမာဒီလို့မပြောရဘူးနော် နံနံနဲ့ပြင်။အရလာလို့ね။ချိုးချိုးရဲချိုးရဲ။อืม။ဒီကသူတလုံးတလုံးနဲ့ရတာမတူလားဘုရား။ဒါကောင် train နည်းနည်းလို့ခါတဲ့ဘက်နည်းနည်းတွားရတာ။ဖူခါဆိုကျွန်တော်လိုခံစားရ Bro လိုခံစားရဒီလုံးနဲ့။အဲအခုဒီနေ့တော့နည်းနည်းလေးဖြားလေးပေါ်လာနေရှင်း။အော်မဟုတ်ကြီးနေနေဆိုနေရလဲပါမယ်ဟုတ်လားကျွန်တော်နောက်တစ်လုံးထပ်ခွဲကြည့်အောင်နော်ဟိုကျွန်တော်ဒီလုံးကိုကျွန်တော်ဖတ်ကြည့်မယ်ဟုတ်လားကျွန်တော်ဒီလုံးခွဲပြီးရင်တော့ကျွန်တော်တို့အဲပမာရတာဒီကြီးရင်တော့ကျွန်တော်ထိုင်းရတာဒီစမ်းမယ်ပေါ့နော်ကျွန်တော်ခွဲဖို့စရအောင် အာဒီတော့မိုက်တယ်โอเคပါโอเคဗျာကြီးကြီးပါဟဲဟဲဒီလောကတော့အရောင်တွေးရတော့မစိုးဘူးလို့ပြောမယ်ဗောနော်ဒါကတော့အပြင်မာပြီးအထဲပြော့မှထင်တယ်ဒိုနေထားရှိတယ်ရလားအဲ့ရှိုးရနေပေါ်ချိုးပွားမစားလို့မကောင်းမတောင်းရန်ဘယ်ငါချိုးပွားအားနိုင်ရောက်ပြောအပြင်ကဝါနေအတိအတိကမမဲ့သေးဘူးနော် ။မကျွန်တော်ဒုတိယတလုံးခွဲရတယ်ဒါမအောင်မင်းနဲ့တည်းပါပြန်ပြောတော့။မကျွန်တော်ကလည်းဘာမှအသီးဆိုပြုတ်ပြီးဝင်းပြီးအဲ့လိုထွက်လာမယ်ပေါ့နော်ဒါ။ဒါဆိုရင်မွေးပြီးမွေးပြီးတော့ဟောမှဖြစ်နေပေါ့နော်။ညာလာဒါလေးကိုကျွန်တော်ဝဲမဲ့ထဲပါမယ်လာထည့်လိုက်ဘူး။ Okay ဗျာကျွန်တော်နောက်တလုံးထပ်ခွဲအောင်။โอเคကျွန်တော်ဆောင်းနာနှလုံးခွဲတာနှလုံးလုံးတော့ထိပေါက်ထားတယ်ဗောနော်နှလုံးမအဆင်မပြေနေဘူးနောက်တစ်လုံးထပ်ခွဲရအောင်ညာเนาะငါရွေးပြီးပါအောင်ဒီလုံးတော့ဆီရမထင်တော့လားအာโอเคเนาะဒါဆိုရင်တော့ထိပေါက်လာမှတင်တာဖြေပြလားဆွဲကြည့်အောင် တွဲတီအောင်အောင်ဖတ်အာဟောဒီကောင်တော့ဒူနီခွင့်သွားဒီထိတ်လေးကိုပဲကလန်လိုက်ရည်ဒီကောင်ဒါလေးထည့်ပြီးရောအာလေးပါကလန်လိုက်ပြီးသွားမယ်ကတူပါဒီကလန်လေးအဲအဲအကြောင်းနဲ့တိုင်း sorry တွဲလိုက်ဟိုးဒါဆိုရပြီတော့နော်အဲ့ဒီတော့ကွဲပြီပြသလားဒီလေအညောင်းလေးနဲ့ဆွဲလိုက်အာဝင်းသွားတယ်နော်ဒီလုံးကဟွာဟာဟာဟာအဲ့ okay နည်းမီးကြည့်ပါဦး ီလုံးကတော့ကောင်းမှထင်တယ်ဗျာနော်ဒီမှာသူ့ရဲ့အယောင်အယောင်အယောင်ကြည့်ရနေတယ်ကျွန်တော်သိတာတယ်ချင်းနေဘလို့ရှိလဲချင်းနေဘလို့ရှိလဲဒီလုံးကခါရတယ်ဟွန်းဟွန်းအဲ့တော့ကျွန်တော်ပြောတဲ့ခါရရတာတွားရပေါ့နော်ကျွန်တော်ကြိုက်တယ်ဆိုတာဒီလိုဒီလိုမျိုးတိုက်ကြလားအချိုလဲမဟုတ်ဘူးအခါလဲမဟုတ်ဘူးနော်အာအသားလေးပဲပြောလေနော်ဝါးကြမလို့ဘာသာတွေအလိုလိုပြောသွားတဲ့အနေထားဗျာတလားဒီအနေထားဆိုရင်ဒါကျွန်တော်တိုက်တဲ့အသီးအနေထားပေါ့နော် อืมถ้ากอง อืมอ่ะสิเบเบအဲ့တခါကျကျွန်တော်အသိရလို့မြင်ပါကျွန်တော်ရှိရအလုံးတွေကမှန်းရခဲ့တယ်တချို့ဟာတွေကအစီကြီးတယ်တချို့ဟာကြာအစီသေးတယ်ဗောနော်တချို့ဟာကြာအရတာမသိပြအောင်ဒါတော့ကျွန်တော်ဗမာအသီးကိုခွင်သွားတဘာဝအသီးဖြစ်တဲ့တော်လေး random များကိုကန်ဆမ်းမဲဖောက်နေရတိုင်းပဲအဲ့ဒါကျွန်တော်ဗမာအသီးကပေးတယ်ပါဗောနော်အဲ့တော့ကျွန်တော်ဗမာအသီးဝယ်ဆိုင်ဝယ်ဆိုင်တိုင်းဘာအသီးပေါက်နေဘာစားမယ်ဆိုတာမသိနေဘူးအမြဲတမ်းကချုပ်မလားဖန်မလားဆိုတာကန်ဆမ်းမဲတခုလိုပဲဗျာနော်ဒီထဲမှာလည်းဒါတမှာတမှာကျန်တော့မှာဗျာဒါဒီထဲကတမှာခက်ခွဲ လေးဖိတာအော်ပါချစ်အဲ့ဒါလေးမတောက်အမှားထက်ထွက်လာပြီတော့ဒီကဲမှာဟွန်းဟွန်းဟွန်းဒီဒွီးနီးဒီနေထားတော့ကွက်တီပဲနော်ရတာဟုတ်အပြော်အမှတ်ထားတော့ဒီကဗမာဒွီးနီးကျွန်တော်ကင်ဘီနေရလာတဲ့ညမာဒွီးနီးဒါရတာဗျာနော်အခုကျွန်တော်ဗမာဒူးနီးရဲ့အရာကိုကျွန်တော်မီးမီးဝါပြီဆိုတော့ကကျွန်တော်လက်ကျန်နေအသီးတော့ကျွန်တော်ဆက်ပြီးဆွဲလိုက်မယ်ပေါ့နော်အဲပြီးဝိုင်းတော့ကျွန်တော်တို့ဘန်ကောက်မြို့မှာအကြီးဆုံးဖြစ်တဲ့ဒီဒူးနီးမားကတ်တလာထိုင်အောင်ကျွန်တော်သွားပြီးတော့ထိုင်းဒူးနီးကိုသွားစားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မသိဘူးလိုက်ခဲ့ပြသွားမယ်โอเค let's go ယ်အခုကျွန်တော်တို့တလာထိုင်းတို့ရောက်ပြီဗျာဒီဈေးကြီးကဒီထိုင်းနိုင်ငံထဲမှာအကြီးဆုံးတတိဈေးတန်းပေါ့နော်ဒါကကျွန်တော်ဒူရင်တန်းအောင်ရောက်နေတာဗျအဲ့တော့ဒီနေ့ကျွန်တော်ဘာလုပ်မှာလဲဆွမ်းနာဘာပြောတာလဲဒူရင်ဆောက်ကြမှာဟုတ်တယ်ဒီနေ့ဒီမှာတွေ့တဲ့ဒူရင်ဒီမျိုးစိတ်အားလုံးကိုတွေ့တဲ့မြောက်ကိုဆိုင်တိုင်းဝင်ပြီးတော့တဆိုင်တလုံးကိုဗျာဒီမှာဘယ်ဆိုင်ပါကောင်းလဲဘာမျိုးလဲပေါ့မျိုးမသိအောင်လိုက်စားမယ်နော်အဲ့တော့ကျွန်တော်ခုလိုက်ရှာအောင်24နိုင်ရင်ခွင့်တာဒီဈေးကတော့24နိုင်တော့ဒါရရောင်းနေရတယ်ဟုတ်လား24နိုင်တော့ဒါတကယ်တကယ်24နိုင်တော့လုံးလုံးနေရကဲပါဒီဆိုင်တော့အများကြီးကျွန်တော်ဒီဆိုင်မှာရင်ဝင်ဆွဲကြည့်အောင်နော် อู้จนโอปรมาลงนอซ่าคุยบีบ่เนาะดาส่วนเช่นเช่นปนีอ๋อเชนนีเชนนีเชนนีบาบ้าเล่นใส่บ้าเนี่ยจนโอตัวเดียลงในคุยจี่ไหกันแต่ประเด็เรามีเล่าสิอดีมาเราเช่อเสียความพ่อกันยาวโอเคได้ยินต้องคุยเชนีบ่เนาะอ่าจนเราประมาณต้องเชนีลงจนเราซาคุยพี่ามาพบ่ไปบ่เนาะคุณอาซาเน่ยจนเราบัวเลยประมาดีอาจารย์เราบ่บาดีแม่จนเราไม่ตีอะไรเนาะอายาดาพีาพี่อาซานพอละเชนีละรุ่นความไม่จำของเราอ๋ အခုကျွန်တော် channel ရောရလာပြီပေါ့နော်ဒါကတော့ channel ရဲ့လက်ရှိအနေထားပါအင်းဘလို့အဲရတာဘလို့နေလဲဘလို့ဒီမှာဒီနေဆိုင်ဒီကတူပေါင်းဟုတ်တယ်သူကဟိုဟိုဒီနေဆိုင်အရင်မချုပ်ဘူးเนาะမချုပ်ဘူးဟိုအသားဣရဲအဲ့ဒါမှာဣရဲပြီးတော့အရတာအပြင်းထဲမှာမပါဘူးเนาะ ်များကြော်တယ်အင်းအဲ့တော့ဒါကန်နီအဲ့ပြန်ချုပ်ရမယ်ဆိုရင်ကန်နီဒီကဟိုအချိုကြီးလည်းအရင်မကဲဘူးအစိမ့်မဲ့သွားတယ်ဟုတ်တယ်နော်ပြီးတော့အသားကလည်းအရင်ကြီးကိုဟိုဗါလေပျော့နေရမဟုတ်ဗျာဟိုတင်း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 မမာလေးပေါ့နော်ဝါလို့ကောင်းနေနေထားပါโอเคအနက်ရမ်းမပြင်းဘူးအဲအနက်မျိုးအဲ့ဒါကိုခုနကတိတာတယ်ကျွန်တော်ဗမာအသီးကအနက်တခါလေးပုံလို့ပြောပြောတဖက်ဆိုတဖက်ပဲတိတာတယ်ဘာလို့ဒီကောင်အစီလေးတော်တော်ကြီးကိုသေးတယ်ပုံကြီးသေးတယ်ပါရောနော်ဒါပါလိ จานี่จานี่มันไม่มีไม่มีลาเลยบีจีอ่ะโอเคเอาเดี๋ยวจานี่ลาเลยบีวันเราจะพูดถ้าคุณแม่เดี๋ยวรดี๋ยวจานี่ดีกว่ก็กำลังท้าไล่บอลเนาะดาโรมงท้องดีไปพี่บนยวะเนาะอ๋อดาเล่นละบายดาคุ้มแม่ลงบ่เนาะจะโน้ดามงท้องลงพี่บายดีโลจะโน้คุ้มมาพี่บายแกได้เลยครับ ကဲကျွန်တော်အခုမွန်ထောင်းအောင်ခွဲနေပါပြီနော်ဒီတိကတော့မွန်ထောင်းရဲ့ကျွန်တော်အကင်ကြီးကတော့တော်တော်ပြော့တယ်ဗျာတလားခွဲဖို့ခွဲနေရတာကျွန်တော်နဲ့မတူဘူးနော်ကျွန်တော်တို့ထိတ်ကလန့်မယ်ဖျဲမယ်ဒီမှာတော့မဟုတ်ဘူးဆွဲမယ်โอเคဟုတ်ရာရှိုးနိုင်ဘန်ကုံတွေ့ရာဟိုက်ခုန်ထီဒူခင်မရှိုက်ခင်နာဟာကောဟဲကောခင် ကြီးရဲ့လူတွေကိုပြပဲပြမှာလို့တည်ကြဖို့လို့အဲ့ပြီးပြပါအောင်လို့โอเคဩမာလောက်ဟုတ်ကဲ့အ okay, ာโอเคအခုကျွန်တော်မွန်ထောင်းကြီးရတော့ခွဲလို့ပြရပြီเนาะဒါဆိုရင်အထက်ကအသားနေထားကိုကြည့်အောင်အဲအဲအဲဟုတ်တယ်ဘလိုဘလိုဖြည့်ပါရအောင်အာအိုးကြည့်ပါအောင်ဒါဆိုရင်ဝါကျွန်တော်ယူပါဦးတော့ဒိတ်လောက်အာအာကျွန်တော်မွန်ထောင်းကြီးပေါ့เนาะကဲကျွန်တော်ဒိတ်တော့အနေထားဆန်းစားကြည့်အောင်နော်ကျွန်တော်ဘလိုယူ တသိတသိရဆွဲကြည့်ကြည့်ရည်ပါအာဗားရီအားနာနေလားကင်မရာရှေ့မှာဆိုတော့အားနာနေပြီးမှကင်မရာကွယ်ရောက်မှဆွဲဖို့ကြောင်းနေ night အိုကေโอเคဗျာဒါတော့ဝန်ထောင်းပါဗောနော်တော့သူ့ရဲ့အနေထားတော့အသားတော့တော်တော်ထူမဲ့ပုံညာတလားနော်ကဲအရတာကြီးကြီးအောင်အာချီရချီရအင်းอืมအသားပုံကြီးနော်อืมဟုတ်တယ်ဒီကောစိတ်လင်းစိတ်နေပုံလက်တူရမနေ့ ပြီးတော့ရတာခါးတဲ့ဘက်ကိုနည်းနည်းသွားရပြားတလားဟန်ခါရဲပဲမသွားချိုးရဲပဲသွားတာနော်ချိုးရဲပဲသွားတာချိုးရဲနဲ့အဆိုးစိတ်စိတ်လေးသွားတယ်ဟုတ်အဲ့တော့ទីတာပြီအသားများတာနဲ့စားရတဲ့ feeling อ่ะနော်ဒါဆိုရင်လုံးဝទីတာကိုက်လိုက်တာနဲ့ခါရဲအသားတွေကြီးပဲဗျာတလားအဲ့လားတကယ်ကွာတာနော်ဟုတ်တယ်အင်းဟင်းအားကြောင့်မွန်ထောင်းကသူ့နာမည်နဲ့သူ့ဈေးခွက်ရတာလာကတော့ရနေတာတော့မဟုတ်ဘူးဟုတ်လားဒါဆိုကျွန်တော်ရှင်းဆိုင်ទីတာရယ်ဗျာဟုတ်တယ်ဟိုကျွန်တော်အိမ်မှာစားခဲ့တဲ့အသီး ဟိုခုနစားရတဲ့ဒီဒီတိသာတိသာနေပြီနော်ပြပူကြောင်းရဲ့အဲ့ဒီရောအနက်အစကွာနော်အနက်အစကွာဟုတ်တယ်ဒီအနက်အပြင်းမဟုတ်နော်သူ့အနက်ဘယ်လိုပြောမလဲဒူရင်းနဲ့တော့ဒူရင်းနဲ့မယ်ဒါပေမဲ့ပြင်းတဲ့အနက်မဟုတ်နေကြဘယ်လိုဘယ်လိုဘယ်လိုတိတ်ပြတ်ခွက်မလဲဟိုအနက်အကြောင်းနည်းနည်းဘယ်လိုလဲဆိုဒီစိတ်စိတ်အင်းနဲ့တော့ပွေးတဲ့ရတာပဲဘိုးစားကျတော့အရင်ပြင်းပြင်းတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆောင်းတယ်အဲ့လိုဆောင်းတယ်မကောင်းတဲ့ဆောင်းတယ်ဟုတ်တယ်နည်းနည်းတပြုတ်နေမွေးမွေးနေနော်အဲ့လိုလာတယ်ဟုတ်တယ်အဲ့ဒါတော့အမှန်ပဲဟွန်းတော့သူတို့နားနေပါဘူး မုံထောင်းကအလကားနေနေရမဟုတ်နော်သူနာမည်ကအလကားရထားတာတော့မဟုတ်ဗျအဲ့ကြောင့်မလေးသေးကြီးကသေးကြီးရတယ်မောင်ဒီဒီမိုးလေးဆိုကျွန်တော်အရင်တိုက်တာသူအဆင်မပါဘူးဗျာအသားကြီးပဲချိန်နေရတိတ်ကြတယ်ချိန်မနေနဲ့စားမရဘူးကင်မရာလေးအမှန်ကန်ချိန်နေစားလို့လည်းမရပဲအနံလေးပို့လိုက်ပါဦးပြောတင်းလေးဆိုရော ျွန်တော်ဒါဒီနေ့ဒီသေးထဲမှာနောက်ဆုံးစားမဲ့ Thai မျိုးစိတ်ဖြစ်တဲ့ကန့်ရောင်ဒူဝီနီဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နှလုံးတော့ရွေးပြီးတဲ့အချိန်မှာနောက်ဆုံးကျွန်တော်စားလို့ရမယ့်အနေထားအသင့်တော်တဲ့အလုံးလေးရပါပြီဗျာနော်အလုံးလေးကတော့ခ ्यू တိုက်လေးအလုံးလေးကခ ्यू တိုက်လေးခွဲတော့မခွဲရဘူးဟာဖီအော်လေးခါဖီချိန်လိုက်ချိန်လိုက်အောင်ဟောဒီအလုံးဆိုရင်ကျွန်တော်ကြာတဲ့ငွေကတော့အဲ့တော့162ကျပ်အဲ့တော့162ကျပ်ပဲကြာပါပြီဗောတော့ညမဝင်နေပြောင်းပြောင်းလိုက်မယ်ဆိုရင်140နဲ့မြောက်လိုက်တော့ညမဝင်1000ကျော်ပဲကြာပါပြီဗျအဲ့အလုံးဆိုရင် ဟုတ်အရန်တန်တာပေါ့နော်အရန်ကလည်းကဲအရာဒါကြည်အောင်ရင်ခုန်သွားနေမယ်သူရဲ့အကြောင်းကတော့ဝိုင်းအောင်လေး2000ဆိုနေဆိုတန်တယ်နော်ပေးရတဲ့ဈေးနဲ့ဈေးနဲ့ကြားအစ်မစီတလုံးများပြောပြောကြီးစားလို့ရတယ်ဘလို့ဆိုတစ်နှစ်ကိုဘယ်လောက်သုံးတာဟမ်3000သုံးတာညာဟုတ်လားဒီမှာဆိုအေးစိတ်စားလို့ရပါရဲ့နော်အဟာโอเคကျွန်တော်တို့ခုအားသေးကန့်ရောင်ကန့်ရောင်လေးရောက်လာပါပြီဗျာဒါကန့်ရောင်ကျွန်တော်ဒီလုံးဆိုရင်ဘယ်လောက်ပဲကြားဆိုတာ2000ကျော်ပဲကြားပါတော့ညီမငွေနဲ့ဆိုရင်ကဲလုံးရဲ့အနေထားကိုကြည့်အောင်နော်လာ1 2 3ဩဝါဝင်းနေရာပဲကြည့်အောင်ဝေါတော့မှတော့တော့ပါပဲနော်ကြည့်အောင်လှတာ ချက်နဲ့တီးနေတော့မတူဘူး။နာနာညာကြီးမမြင်တာနော်အနီးကမရ။ဒါကျွန်တော်တို့အသီးဆိုအသီးတိုင်းတော့ကရောက်ခဲ့ဘူးအနာတတော်အနီးကမရတာ။ကဲရအောင်ရလား။ရအောင်မရတော့လား။ကဲအရတာကြည့်အောင်များနော်။အော်โอเค။ဆဲမှာပါတဲ့ခါကပုံရမတူဘူး။မတူဘူးเนาะဒါအသာအနေထားပြော့အိညာပဲ။ကဲစကြည့်အောင်ချစ်ရ။ကဲဒါကျွန်တော်ထိုင်းရဲ့ဒါပါကန့်ရောင်ကန့်ရောင်ကန့်ရောင်ရဲ့အရာတော့ကျွန်တော်ကြည့်အောင်နော်။ ချင်တဲ့စာယူပြရတော့ပေါ့။อืมဟုတ်တယ်။ဟုတ်တယ်เนาะစောနာချန်ကြီးဟာလေအလေးဒီကပါသေးပါလေဒီပေါင်း။ဘုံထောင်းနေရှင်သူကရတာအလောက်မပြင်းဘူးเนาะရတာရတာပို့ရတဲ့ဘက်သွားတယ်။စိတ်စိတ်နဲ့ဘက်သွားရပြန်เนาะခရင်မီတိုက်လာ။ဘာသာထဲမှာပြည်လိုက်ရင်ခရင်မီမပြည့်သွားရတဲ့ပြည့်သွားရเนาะ။အသားလည်းရမ်းတော့ဘုံထောင်းတော့မပြည့်ဘူး။อืมဘုံ။နားလည်းတက်နေတာလည်းမရှိဘူး။อืม တော့အစိမ့်ဆိုရင်ဒီအောင်ကောင်းမလားအစိမ့်ပဲသွားဒါနော်အချိုးပဲဆိုရင်ဘက်ကဖွန်ထောင်းဟမ်သူကနေပေါ့သူကအချိုးရမ်းမကြိုက်တဲ့လူဆိုဒါမျိုးစားရတော့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါမှန်တယ်သူရှင်ဟိုနဲ့ကိုရမ်းမခံနိုင်ဘူးဆိုတဲ့လူဆိုတော့ဟုတ်တယ်နော်ဒွိနီကိုတိတ်ပြင်းလို့ရတာပြင်းလို့အနံပြင်းလို့လို့ပြောတာဒီဒီတွေးတယ်နော်မြမအသေးဆိုလို့ရှိရင်မတဲတဲ့လူဆိုရင်လည်းပို့ဆိုးမယ်ပို့ဆိုးမောက်လည်းခါးတူတူရဲ့အနံအနံအနံနေရောက်ရှိပါတော့စိတ်တွေပဲထားပြီးဦးလေးပါပြီးကောင်းဒါဆိုစိတ်ထွက်နေတာ အနက်သိမ့်မခံနိုင်ဘူးဆိုတာစားလို့မရဘူးโอเคအဲ့တော့ဒီမှာသမွာကြံနေတာစားကြည့်ပါဦးအနက်လေးတော့ပို့လိုက်မလို့ဆိုဖူကဲအခုကျွန်တော်နောက်ဆုံးစားမှာတော့မွန်ဆန်ကင်းပေါ့နော်ဒီကကျွန်တော်ဒီဒူဝီနီရဲ့အကျန်းဆုံးဆရာကြီးလို့ပြောလို့ရတယ်ဘာလို့လဲဆိုဒီမျိုးစိတ်ကသူကထိုင်းမျိုးစိတ်မဟုတ်နေဗျာကျွန်တော်ခါတိုင်းဝယ်စားရတယ်ဒါကမလေးရှားမျိုးစိတ်ဟိုသူကထိုင်းနိုင်ငံမှာရှားတယ်ပေါ့နော်ဒီမှာကျွန်တော်ဒီဘလိုထဲမှာကျွန်တော်ထည့်ရချင်တော့ကျွန်တော်ဒါမရှိမရွှေ့မရရအောင်ရှားထားတာဗျာဟုတ်လား ဟောဒီကောင်ကျွန်တော်တို့ဝယ်တဲ့ဒီနေ့စားသမားတွေမှာဆိုရင်ဈေးအကြီးဆုံးသီးလို့ဒါပြောလို့ရတယ်ပေါ့နော်ဒီသီးရဘယ်လောက်ရှိတယ်မသိဘူးဈေးတော့ဟာလားအဲကျွန်တော်မာတာတော့ဆိုရင်ဒါအားလုံးပေါင်း2500ကျပေါ့နော်ဘတ်နဲ့ဆိုရင်အဲ့တော့ညီမငွေနဲ့ဆိုရင်3သိန်းခွဲလောက်သွားကြပြီအဲ့တော့ပြန်စစ်ဆိုင်ရင်တမောတသိန်းကျော်လောက်ကျနေပါပေါ့နော်အမေမလေးဒီမှာအကောင်ဆုံးနောက်ဆုံးဆရာကြီးဆိုဘယ်တော့မှမွန်ဆန်ကင်းကနာမည်ကြီးလေးဆိုတော့ကျွန်တော်စားကြည့်ရပါဘူးနော်ဟုတ်ကဲ့ဟာနိုင်အမကြီးပါကြီးပါကြီးပါနိုင်နိုင်အဲ့တော့အနအနန်းနဲ့ဟွာတိတာရယ် နော်ညီမအသီးလိုမျိုးသူ့နဲ့လည်းပြင်းနေတယ်ပါတယ်ဒါနော်ပြီးတော့အရောင်ကလည်းဒီကောင်ကဟွာပေါ့ရွှေဝါရောင်တန်းတယ်ပေါ့ဗျာဒါဆိုနော်အဲပိုဝင်းတယ်ဟုတ်တယ်နော်အဲ့တော့ကိုကျွန်တော်ရတာနေထားအောင်မိကြည့်အောင်နော်ကဲအခုကျွန်တော်မွန်ဆန်ကင်းရရတာကိုစပြီးတော့စမ်းစားကြည့်မှာဖြစ်ပါတယ်ပေါ့နော်ကဲသူကဈေးကြီးဆုံးဆိုတဲ့အတိုင်းနော်ပက်ကေ့ချင်းကတော့သိရတဲ့အတိုင်းမှာနော်တရှူတစ်ထက်စက်ကူတစ်ထက်ပေါ့ဗျာနော်ကဲအရာလေးမိကြည့်ပါဦး နည်းနည်းပဲနည်းနည်းเนาะအများတော့မွေးတော်တော်ဘယ်လိုလဲတင်းနေတယ်เนาะအနံပြင်းနေတယ်မှာပါရတယ်လားနည်းနည်းပေါ့ပေါ့ပါအနံမျိုးလေးအင်းဆွဲကြည့်အောင်เนาะရတာနည်းနည်းလေးလေးနည်းနည်းပုံပုံထောင်းလိုလေးပဲအဲ့ဒါပုံလေးလေးရေเนาะအရတာလေးပြီးတော့လို့ခါချိုတဲ့ဘက်သွားတယ်ဗျာတလား ဟိုငုံထောင်တို့လိုမျိုးချုပ်ပြီးဣနေတယ်စိတ်နေတယ်ပဲမဟုတ်နေဘူးเนาะအရသာလေးတဲ့ဘက်သွားပြီဒီမွန်ဆန်ကင်းရလေဒီကိုအေးသူလေးရောဖြစ်နေတယ်နော်ချိုးလဲချိုးလဲ။ဟုတ်လားဒီဒီကတော့ခုနမျိုးသိနေနေမတူလားမသိနော်။သူပေးတဲ့ရတာလုံးဝကွဲထွက်နေတဲ့ရတာကိုပေးရဗျာ။အတိအချိုးတဲ့စိတ်နဲ့စိတ်ဆိုင်ဆိုင်ခါးတဲ့ဘက်တော့နည်းပြင်းတဲ့ရတာပဲသွားတယ်။အဲ့လိုအဲ့လိုပဲပုံဖော်လို့ရမှာတဲ့နော်။ရတာနည်းနည်းဟိုလေးလေးနက်နက်အထင်ပုံစံမျိုးသွားရတယ်။ ဆိုတော့ဘယ်ပြောရလဲနည်းနည်းလေးတော့၄ရက်ပဲသွားတယ်เนาะရတာ၄ရက်ပဲသွားတယ်အဲ့လိုပဲပြောရမှာဟွန်းအတိအကြိုက်တာမပြတ်ဘူးပြင်နေစီရအမရတာတော့ကျန်တဲ့ဟိုင်းနေတော့သိမတူတူနေနေရခွဲနေဈေးခွဲလို့ဈေးခွဲတာပြမျိုးသိပ်ခွဲရလဲပါမယ်ထင်တယ်ဇာเนาะစားလိုက်တာနဲ့သိတာရပြဇာဒီထိုင်းနီးရေလို့မဟုတ်ဘူးဇာနေကြเนาะโอเคဒါကတော့ကျွန်တော်ရဲ့မွန်ဆိုင်ကင်းရရတာပါဗျာเนาะအဲ့တော့ရတော့ပြန်လေတုံးတက်မယ်ဆိုရင်တော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ စားနေကြအရတော့မဟုတ်နေဘူးเนาะဒူဝီနီဆိုပေမဲ့လေเนาะဒီလေကြီးရောဗျာအစ်မလူကစားတာစားနေရတယ်อืมပြင်းခေဒါတော့မွန်ဆန်ကင်းပါဗျာเนาะစက်စားလိုက်ပါဦးကဲကျွန်တော်ဒီနေ့ဒူဝီနီ၄၅မျိုးတော့စားခဲ့ပြီးွားပြီဗျာအဲမျိုးစားတွေကအကြိုက်ဆုံးသမျိုးဆိုဘယ်ဘယ်ဟာကိုပြီးပြီ အဲကျွန်တော်တို့မွန်ထောင်းကိုကြိုက်ရမွန်ထောင်းโอเคသားပူတူလေဟုတ်တယ်အဲ့လောက်ကြီးမချင်းချင်းဟုတ်တယ်သူရှင်အနားအကျိုးနည်းနည်းဖူးဝဲအီပုံစံမျိုးတွေရှိတယ်သူရန်စုကမျိုးတော့ဟုတ်ဟုတ်တယ်သူစားရရှင်နည်းနည်းအီအီလေးတော့ခံစားဟုတ်တယ်ဟိုရင်းကြိုက်တဲ့လူတွေလေဒီအောင်မျိုးနည်းနည်းကိုကြိုက်မလို့ဖြစ်နေပါတော့မွန်ထောင်းအောင်ကြိုက်တော့โอเคညီမအောင်ဘယ်အောင်ကြိုက်တော့ဖြစ်ကဲရအောင်ကိုသဘောကြိုက်ကဲရအောင်ကြိုက်တယ်โอเคအဲ့နဲ့လည်းမရှိရပြင်ဟုတ်တယ်ဒီပါစစ်စစ်အီအီလေးဟုတ်တယ်အဲ့ဒါစားရတယ်လည်းအစ်စ်ပြေပေါ့ပြော တခုတနည်းအနေနဲ့တင်သွားရင်လည်းအများမထွက်ရဘူး။ဟုတ်ကဲ့တင်သွားလို့ရရတယ်။ကြိုက်အောင်ကြိုက်တယ်ဟုတ်လား။ Okay ။ကြိုက်ကဘာကြီးရဲ့အဲ့တော့ကျွန်တော်တို့လက်ခံထားတဲ့အကောင်းဆုံးလူကြီးနီးဆိုတာကတော့သူ့ရဲ့အမျိုးအစားနဲ့ဇင်းတော်မှာမူတည်တာမဟုတ်ပါဘူးဗျာ။အဓိကတော့ကိုဘူဒူနဲ့စားခဲ့လေဘလို့အမှတ်တရအနေနဲ့စားခဲ့လေပုံမှာပဲမူတည်ပါရဲ့ဗျာ။အဲ့တော့ကျွန်တော်ကဘာကြီးရောဘွားမှာအကောင်းဆုံးလူကြီးနီးကိုစားခဲ့ပြီလားဗျာ။ကဘာကြီးအခုကျွန်တော်တို့ဘလော့ကိုရိုက်ကူးပေးဖို့ကုညီပေးတဲ့ဆိုင်ကတော့ဒီဈေးတွေကဒီစွိုင်း20ပေါ့နော်လမ်း20မှာရှိတဲ့ဒီ Landon Park ဆိုတဲ့ဒီ အာဒူနီဆိုင်အောင်ဖြစ်ပါတယ်ဒီဆိုင်မှာကျွန်တော်ဗမာဝန်ထမ်းလည်းရှိရပြပါဘူးเนาะဒီဆိုင်ကအကိုတွေကကျွန်တော်တို့ရိုက်မယ်ဆိုတော့အသီးတွေလည်းခွဲပေးတယ်ပေးတယ်ရိုက်တယ်ပေါ့ဗျာเนาะဒီဆိုင်ရဲ့ကျေးဇူးပါတော့ကျွန်တော်ဒီဆိုင်လေးကိုကျွန်တော် promote လုပ်ပေးရအောင်ကျွန်တော်ကတော့ဗမာကျွန်တော်ပြချက်ပါကျွန်တော်ရဲ့ Dune Eco Unity 11ကဘဘဘဘဘငါရဲ့ Dune ထုံးလုံးမှုကလည်းဟုတ်ဒီ6မြို့လာတော့စားပြီးွားရပြီဗျာเนาะ